မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်လူငယ်တန်အစီအစဉ်မှာတော့နမဲကျော် animation studio juice မှာလောက်ကင်ခဲ့တယ်လို့လက်ရမြောက်တဲ့ animation တွေဖန်တီးခဲ့တဲ့ကိုဆိုင်လောင်းလင်းကိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါအကိုရေးတွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့မင်္ဂလာပါတွေ့ရဝမ်းသာပါတယ်ခင်ဗျဟုတ်အကိုအနေနဲ့ပေါ့နော်ဟိုဒီ animation ဒီ industry ကိုပဲအသက်အသက်ပဲရွယ်လောက်မှာစပြီးတော့ဝင်ရောက်ဖြစ်ခဲ့တာလဲနောက်ပြီးတော့ဘယ်လိုလုပ်စိတ်ဝင်စားဖြစ်ခဲ့တာလဲပေါ့ဟုတ်ကဲ့အဲ animation မပြောခင်ကျွန်တော်ကဟိုပါဗောအဖေရပကြီးဆရာဗောနော် ဖေရပကြီးဆွဲဆိုသူ့ဆရာနေပဲအဲ့လိုဝါသနာပါလာတာဗောငယ်လေးရပုံနေဆွဲတယ်နောက်ပိုင်းကျတော့အဲကျွန်တော်ခင်မှာဒီကွန်ပျူတာမှာပုံဆွဲတာခက်စားလာဗောနော်အဲ့ဒီတော့အဲအိမ်ကိုအာဒီလိုမျိုးဆွဲခြင်းနဲ့ graphic tablet ဝယ်ပေးဆိုပြီးတော့အဲ့လိုပူဇာဗောအဲအိမ်ကလည်းဝယ်ပေးလိုက်တော့အဲ့လိုဟို digital art ဆိုပြီးတော့စပြခဲ့တယ်ဗောနော်ကိုပါကိုဆွဲခဲ့ပြီးတော့အဲ့မှာ Facebook တို့ဘာတို့မှအဲ့လိုတင်တဲ့ ကိုတပ်ပိုင်ခါတော့ဒီလိုမျိုးပုံတွေတွေ့ပြီးတော့အာမိုက်တယ်ဒီပုံတွေမိုက်တယ်ပေါ့ငါတို့နဲ့အတူတူအလုပ်တွဲလှုပ်ချင်လားပေါ့တွဲလှုပ်ချင်တယ်ဆိုရင်ရန်ကုန်လာခဲ့ဆိုတာနဲ့အဲနဲ့ကျွန်တော်မန္တလေးကနေရန်ကုန်အလိုပြောင်းပြီးတော့ဒီ digital art career ကိုစတင်ခဲ့တာပေါ့ဟုတ်ကဲ့အဲအသက်က2000ဆက်ခွန်ဆိုဟိုဟာ27 20နှစ်လောက်ဖြစ်မယ်ထင်တယ်ဟုတ် အဲ့တော့ဒီ digital artist တောင်အနေနဲ့ပေါ့နော်ဒီလောကတွေကိုစတင်ရောက်လာတဲ့အခါမှာရောဘယ်လိုစိန်ခေါ်မှုတွေရှိလဲနောက်ပြီးတော့အဲ့ဒီအချိန်ကနေပြီးတော့အခုထိပေါ့နော်ဟိုဖြတ်တန်းလာခဲ့တဲ့တွေကအမှတ်တရတွေကိုလည်းပြန်ပြီးတော့ပြောပြပေးပါဦးဆက်စပ်ချင်းအဲ့ဒီ Just Studio မှာဝင်တော့ကတော့ဟို animation studio ကခေါ်တာဆိုတော့ animator ကိုကိုကို animator လို့တတ်မှတ်ပြီးတော့လိုဝင်သွားကြည့်ရပေါ့နော်ဒါပေမဲ့ animation ကကျတော့ဟိုကျွန်တော် ပုံမှန်ဆွဲနေတဲ့အဒီတပုံပုံသေးတပုံနဲ့ပုံစံမျိုးမဟုတ်ဘူးနော်သူကပုံတွေအများကြီးထက်ခါတခါဆွဲရအဲ့တော့အဲ့လိုလိုက်ဆွဲကြည့်ပြီးတော့မှဟာငါမဖြစ်ဘူးဆိုပြီးတော့အဲ့လိုအခက်ခဲအဲ့လိုရင်ဆိုင်ရရပေါ့အဲ့လိုမျိုးအချိန်ကျတော့မှပြန်ပြီးတော့စဉ်းစားပြတာပေါ့ငါ animator ဖြစ်ချင်တာလား illustrator ဖြစ်ချင်တာလားပေါ့အဲ့ပြီးတော့သူတို့ကလည်းအဲ့လိုဒီဟာအဆင်ပြေလားပေါ့အဲ့လိုပြန်မေးပြန်ညှိရင်လည်းမှနောက်ဆုံးအဲ့လိုဆုံးဖြတ်လိုက်တာတော့ illustrator illustrator ဆိုပြီးတော့ဖြစ်သွားတာပေါ့နော် ဒီပြိသက်တွေအနေနဲ့ဆိုရင်လည်းပေါ့နော်အရင်တော့လည်းမတူဘောနော်တချင်းဒီမှာဆိုရင်လည်း animation တွေကိုတုံးပြီးတော့ဟိုလက်ရတကယ်ကိုကောင်းကောင်းနေမြင်လာရတယ်ပေါ့နော်အဲ့တော့ဒီ animation industry ကရောအာအကိုစပြီးတော့ဝင်ရောက်ချိန်တုန်းကရယ်နောက်ပြီးတော့ဟိုဒီအာနာမသိငင်ကာလာရယ်အခုလက်ရှိကာလာရယ်ဘယ်လိုမျိုးအပြောင်းလဲတွေရှိသွားလဲ animation ကကျွန်တော်ဒီ industry တဲ့ကိုမဝင်ခင်ခရေကဒီအကိုကြီးတွေအမကြီးတွေ လုံနေတဲ့လူတွေအများကြီးတော့ရှိရပါတော့။ဒါပေမဲ့သူတို့ကဟိုစ조사ပြီးတော့လုံနေကြ။အဲ့တုန်းကလည်းဟိုပါ project ကအများကြီးမရှိသေးဘူးပေါ့။ project အများကြီးမရှိသေးဘူးဆိုတော့နည်းနည်းလေးပဲဆိုအရင်ကြီးတော့ဟိုမမပောက်ဘူးလို့ပြောအောင်ပါဗောနော်။ဒါပေမဲ့လောက်တာကြီးတော့ရှိပါတယ်။အဲ့ဒီ animation music video တွေပါကြီးကထွက်ပြီးသားဗောနော်။ကျွန်တော်အလုံးမလုံးခင်ကလေးကအဲ့တော့ဟိုလူကြီးတွေရှိရပေါ့ဒါပေမဲ့အဲ့ဒီလူကြီးတွေကဟိုလူအင်အားနည်းပေါ့နော်လူလောက်တဲ့လူနည်းသေးရအဲ့တော့ကျွန်တော်တို့ ခင်မှာဒီ digital art ကိုစဝင်တဲ့လူတွေကအများကြီးဆိုတော့ဟိုသူတို့နဲ့ချိတ်ဆက်ပြီးတော့ဟိုချိတ်ဆက်ဖြစ်သွားကြတာပေါ့နော်အဲ့ဒီမှာမှစပြီးတော့ studio တော်တော်များများလဲဟို run လာကြရပေါ့ကျွန်ဟုတ်ပြီးတော့ um 2021နောက်ပိုင်းကျတော့ဒီခုဖြစ်ပြီးရနောက်ပိုင်းတော့ studio တွေလည်းစမရန်နိုင်ကြတော့ပေါ့အခြေအနေမျိုးမျိုးကြောင့်မလို့ခုကအဲ့တော့အဲ အရင်တုန်းကအချိန်ရှိတယ်ဆိုရင်တော့မှအခုကအချိန်ကပြန်တည်သွားတယ်လို့ပြောမှာပေါ့နော်ဟိုဆက်တော့ရွေးနေတာပေါ့စတူဒီယိုစတူဒီယိုလေးအစ်စ်လေးတွေတော့ထက်ထွက်လာပေါ့လူငယ်တွေကအများကြီးပဲစူးစမ်းနေကြဆိုတော့အဟိုအရှိတော့ဆက်သွားတယ်ဒါပေမဲ့အရင်တုန်းကအချိန်လေးတော့တန်သွားရတော့ဖြစ်သွားပေါ့ဟုတ်အာကိုရိုင်းရောဒီ digital artist တဲ့ရောက်အနေနဲ့ပေါ့နော်အာအရင်ကာလနဲ့အခုနဲ့ဘယ်လိုမျိုးတွေကွာခြားချက်တွေရှိသွားလဲဘယ်လိုစိန်ခေါ်မှုတွေရှိလာလဲဟုတ်အာခုမတိုင်ခင်ကတော့ဟိုက အအဓိကလျက်စင်ပြီးပေါ့နော်ကျွန်တော်တို့ digital artist တွေကျတော့ဟိုကွန်ပျူတာသုံးပြီးတော့အလုပ်လုပ်ရတာဆိုတော့လျက်စင်ပြီးရဲ့ internet ရဲ့အဲ့ဒီကောင်ကအဆင်မပြေတော့ဘူးပေါ့အဆင်မပြေတော့ဘူးဆိုတော့ဟိုအလုပ်လုပ်ဖို့အရန်ခက်သွားတယ်ပေါ့နော်အဲ့လိုအခက်ခဲရတော့အဓိကအခက်ခဲရတော့အဲ့ဒါပဲပြီးတော့ income အနေနဲ့တော့ဟို studio တွေကဆက်မရက်တည်နိုင်တော့ဘူးပေါ့နော်လူတွေကအကွက်ကွက်ပြပြဖြစ်သွားတဲ့အချိန်ကျတော့အဲ့တော့ဟို in ခန်းပါညာဆိုတာလည်းအရင်တော့လို့ studio ပေးတဲ့လစာမျိုးမျှော်လို့မရတော့ဘဲနဲ့ကိုပါကို freelance အလုပ်ရှာရတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အရင်ထက်တော့ပိုခက်ခဲတာပေါ့အလုပ်ရှာရတာဟုတ်ကဲ့အာပြီးတော့အကိုကိုဖန်တီးခဲ့တဲ့ပေါ့နော်ဒီ animation တွေဒီ digital art တွေထဲမှာပေါ့နော်ဟိုမှတ်မှတ်ရရှိတဲ့အမှတ်တရတွေအဲ့လိုမျိုးရှိတဲ့ပုံတွေဖန်တီးမှုတွေ animation တွေရှိရင်လည်းအဲ့ဒီအကြောင်းပြောပြပေးပါဦး။အားအကြောင်းလည်းပေါ့ကိုတို့အမှတ်တရဖြစ်တာလည်းပေါ့။ animation နဲ့ပတ်သက်ရင်တော့အမတ်တရအဖြစ်ဆုံးကပြောရမယ်ဆိုရင်ဟိုဟာ big bag ရဲ့ animation music video ပေါ့နော်တတိယရဲ့ music video ပေါ့အဲ့ဒီဟာကဘာလို့အမတ်တရဖြစ်လဲဆိုတော့ဟိုကျွန်တော် pencil studio ရောက်ပြီးတော့အဲကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်ပထမဆုံး music video project အကြီးတစ်ခုထဲမှာပါဝင်ရလို့ပေါ့ပြီးတော့ကျွန်တော်ကဟိုဟာ main lead character designer အနေနဲ့အလုပ်လုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီမှာအဲ project ကကြီးလဲကြီးတော့ ဟိုကျွန်တော်လုပ်ခုတဲ့ project တွေထဲမှာတော့အချိန်အကြာဆုံးဖြစ်မှထင်တယ်အဲအဲ့ဒီတုန်းကပေါ့နော်အဲ့တော့အဲ့ဒီအချိန်တွေမှာအဲ့လိုအခက်အခဲတွေလည်းအများကြီးရင်ဆိုင်ရတယ်ပေါ့ဟိုကိုတွေးနေချာတွေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သူများအတွက်လုပ်ပေးတာဖြစ်တဲ့အတွက်အဲ့လိုအများကြီးပိုစဉ်းစားပြီးတော့လုပ်ခဲ့ရဆိုတော့အဲ့တော့ဟိုအဲ့ဒီအချိန်တွေကတော့တော်တော်အမတ်တရဖြစ်ခဲ့ပါတယ်ကျွန်တော်ဒီနောက်ပိုင်း စတူဒီယိုမလုပ်ထောက်တဲ့နောက်ပိုင်းမှာเนาะဟိုဟာ personal အလို commission တွေလက်ခံပြတဲ့ပေါ့အဲ့ဒီမှာဟိုဟာကျွန်တော်ကိုလာအပ်တဲ့အဲအန်နေဂျာပေါ့အန်နေဂျာ client ရှိရဲသူကမန်ရတနာဘုံမန်ရတနာဘုံ travel agency ရပါတော့သူတို့က in flight ဟို magazine လေးတစ်ခုအတွက်အပ်ချင်တယ်ပေါ့သူတို့ mascot လေးနဲ့အဲ့ဒီ in flight magazine လေးဆွဲပေးပါလားဆိုတော့ဟိုကျွန်တော်လည်းအဲ့ဒီ magazine cover တွေကိုဟိုတစ်ခါမှလည်းမဆွဲဘူးပေါ့အဲ့တော့အဲ့မှာ ဆွဲဆွဲကြည့်လိုက်တယ်ဗောနော်ပြီးတော့တခါမှမဆွဲဘူးဆိုတော့ဟို inspiration ကိုကျွန်တော်ဒီအကြိုက်ဆုံး artist ပေါ့ဟိုဟာ Lion Decker Joseph အာ Christopher Lion Decker ဆိုတဲ့ artist ကရဲ့ပုံတွေကိုကျွန်တော်သဘောကျအောင်သူ့ရဲ့ပုံစံအတိုင်းကိုကျွန်တော်က inspiration ယူပြီးတော့ဒီပုံလေးကိုဆွဲဖြစ်ခဲ့တာဗောနော်သူသူဆိုရင်လည်းအဲ့ဒီ Aero Aero အတွက်အဲ့ဒီပုံကာဘာပုံလေးတွေဆွဲခဲ့တာဒီလိုမျိုးပဲပေါ့ သူဆိုရင်သူမဂ္ဂဇင်းကာပါရေးဆွဲတဲ့အချိန်မှာ main ခါပါရှိ main character ရှိရပေါ့နော်ပြီးတော့ main character အနောက်မှာအဲ့ set wine လိုမျိုးပေါ့တခု conversation ယူလေးရှိရပေါ့နော်အဲ့အတိုင်းပဲကျွန်တော်ကလည်း inspiration ယူပြီးတော့ဒီ pilot main character ရဲ့ပြီးတော့ပုံပုံအဲ့ဒီ mascot လေးရပေါ့နော်ပြီးတော့အနောက်မှာ set wine နေရာမှာသူတို့ရဲ့ဒီမယနာဘုံရဲ့လေရင်ပေါ့လေရင်ကိုကျွန်တော်ထည့်ပြီးတော့ conversation ယူပြီးဆွဲလိုက်တာပေါ့ပြီးတော့အဲ့ဒီ ်ကျွန်တော်ကြိုက်တဲ့ artist ကသူက traditional artist ဖြစ်တဲ့အတွက်သူကတကယ်စီးတွေနဲ့သူကခြေတာပေါ့ဒါပေမဲ့ကျွန်တော်ကကျတော့ digital artist ဖြစ်တဲ့အတွက်ဟိုသူ့လက်ရပုံစံမျိုးထွက်အောင်ဒီ brush stroke တွေကို emulate လုပ်ထားတာပေါ့နော်လို့ဟိုစီးနဲ့ဆွဲထားတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ထားပေါ့ကြမ်းကြမ်းလေးပုံစံလေးပေါအောင်ပေါ့ဟုတ်ကဲ့ အခုအနေနဲ့ဒီကိုကြားပေါ့ရဲ့သချင်းအတွက် animation လောက်တာလို့မျိုးဒီလိုမျိုးဟိုဒီ digital art တွေပေါ့နော်မှတ်မှတ်ရရရှိခဲ့တယ်နောက်ထပ်အမှတ်တရတွေအဲ့လိုမျိုးကိုပေါ်အတွက်နောက်ထပ်မှတ်တိုင်တွေလုပ်ဖို့အတွက်ကောစိတ်ကူးအိမ်မက်တွေရှိလားအဲ့ဒါတွေရောဘယ်လိုရှိလဲပေါ့အခုကာလမှာဒီနောက်ပိုင်းပေါ့နော်ကျွန်တော်တကယ်ချင်းနေအဲ့လို online မှာစုံပြီးတော့စကားရေးပိုင်းပြောရဲဆိုရင်လည်းဒီသူများတခြားနိုင်ငံတွေကလုပ်တဲ့ animation တွေအချင်းချင်းလာပြကြရဲပေါ့သူများတွေဒီမှာဒီလိုမျိုးတွေလုပ်နေပြီငါတို့ရော ဘယ်ချိန်ညရင်ဒီလိုမျိုးလုံမလဲဆိုပြီးတော့အဲ့လိုစာနောက်ပြီးတော့ပြောကြရပါတော့တကယ်လဲလှုပ်ချင်ပါရဲ့အဲ့လိုမျိုးသူနဲ့ဟိုအရင်တော့အလိုပဲအတူတူ project အကြီးတစ်ခုဝိုင်းပြီးတော့ဒီ animation ဟိုဗီဒီယိုအတိုလေးဖြစ်ဖြစ်အခြေဖြစ်ဖြစ်တခုခုပေါ့အဲ့လိုဆက်လုပ်ဖို့တော့စိတ်ကူးရှိပါတယ်ဟုတ်အာပြီးတော့ဒီ animation တို့ digital art ကိုစိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ပေါ့နော်အခုလိုကာလဒီပြပမှာဘယ်လိုအလောက်ကန်အခွင့်အလမ်းတွေရရှိနိုင်လဲပေါ့အာပြပမှာ အလုတ်ကင်ရှာဖို့ကတော့ဟို online ပေါ်မှာ ကို portfolio တင်ဖို့ပေါ့နော်ကိုပုံနေ share ဖို့ပေါ့ဟို platform နေကတော့အများကြီးတုံးကြတာပဲ artist တွေက Facebook Twitter Blue Sky အစုံအစုံတုံးကြတာပဲပေါ့နော်အဲ့ဒီကနေတုံးပြီးတော့အာ connect လုပ်ပေါ့တခြား artist တွေနဲ့တခြား artist တွေနဲ့ connect လုပ်ပြီးလို့ရှိရင်အဲ့လိုသူတို့သူများပုံနေမှာလဲအဲ့လို ကောင်းတယ်ဆိုအဲမင်းပုံလေးအရင်ကောင်းတာပဲငါအရင်သဘောကျရတယ်ပေါ့အဲ့လိုမျိုးတွားပြီးတော့အဲ့လိုမိတ်ဆက်ကိုယ့်အကူလည်းမိတ်ဆက်ပေါ့နော်အဲ့လို connect လုပ်ရင်းနဲ့မဲ့အဲ့လိုအလုပ်ရှားမယ် opportunity ရှားမယ်လို့ထင်ပါတယ်ဟုတ်ပြီးတော့အဲ studio တွေလည်းအဲ့လိုတော်တော်များများခေါ်ကြရှိပါတယ် covid နောက်ပိုင်းမှာဆိုရင်အဲ့ဒီ work from home ခေါ်တဲ့ studio တွေအများကြီးပို့ပြီးတော့ထွက်လာပါတယ်အဲ့တော့ဟိုကိုယ်ကသာရှောက်ရဲမယ်ဆိုရင်တော့အခွင့်အလမ်းတော့အများကြီးရှိမှာပါဟုတ်ဟုတ်ကဲ့ပြီးတော့ပေါ့နော်ဒီလိုမျိုး စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့အခုကာလမှာရောဘယ်လိုမျိုးအာလိလာတင်ယူတင်လဲပေါ့ကိုအနေနဲ့ဘယ်လိုအကြံပြုချင်လဲနောက်ပိုင်းနောက်ပိုင်းကတော့ဟိုဟာ online learning ကိုပဲအဓိကထားပြီးတော့တင်ကြတာများတယ်ပေါ့နော် online learning ကလို့နေရာလဲဟိုပေးစရာမလိုဘူးပြီးတော့အချိန်တွေဘာတွေကလဲအကုန်လုံးတစ်ခါလဲညှိပြီးသားဖြစ်တယ်ဆိုတော့အဲ့တော့ online learning ကိုပဲဟိုအကြံပြုချင်ပါတယ်ပေါ့ဟို တကယ်တကယ်တင်လို့ရတဲ့နေရာရှိရင်လည်းတော့တင်လိုက်တာတော့ကောင်းပါတယ်ဒါပေမဲ့ဟိုအလွယ်ဆုံးအခုလောလောဆယ်ပေါ့နော်အခုလောလောဆယ်အလွယ်ဆုံးကတော့ online learning ပဲဖြစ်မှာဆိုတော့အဲ့ဒီ online class တွေပါတွေကိုပဲဟိုအားပေးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဒီတော့ animation တို့ဒီလိုမျိုး digital art ကိုစိတ်ဝင်စားတဲ့မြန်မာလူငယ်တွေကိုရောအခုအနေနဲ့ဘာအမြန်ပြောချင်တာရှိအောင်လဲလူငယ်တန်အစီအစဉ်ကနေပြီးတော့အဲကိုဝါဒနာပါတာကိုဖြစ်နိုင်ရင်တော့ဆက်လုပ်ဖို့တိုက်တွန်းညင်ပါတယ်ဟို မီအခုအခုအချိန်အဲ့လိုမျိုး တိုက်တွန်းဖို့ကခက်တော့ခက်တယ်ဆိုပေမဲ့အဲ့လိုအဲ့ဒီမီလေးကိုတေမတော့အောင်ထိန်းထားနိုင်ရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဟုတ်โอเคပါအခုလိုမျိုးလူငယ်တန်အစီအစဉ်မှာအချိန်ပေးပြီးတော့ပောင်းရင်ဖြေချပေးတဲ့အတွက်ကိုဆိုင်လောင်းနေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ